မင်္ဂလာပါရှင်။ဘာမခိတိသတင်းဌာနဤထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကခန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကပြုလုပ်ခဲ့ရွှေခောက်ပွဲကိုအတူရောက်ရွှေခောက်ပွဲအဖြစ်သတ်မှတ်ရေးအစိုးကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။နယူးဇီလန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီးဝင်းစတန်ပီတာကအာတီဟွန်ဝင်းစတန်ပီတာကလည်းမြန်မာစစ်တပ်၏ရွှေခောက်ပွဲမှာအတူရောက်တာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အစိုးကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်တူယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပြီးကြံ အစိုးတရက်ကိုလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုင်ဖတ်ကထင်သွင်းခဲ့ပြီး Green Party မှတီနိုချူရိုနိုကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအစိုးကိုအတီးပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။စစ်တပ်ရွေးကောက်ပွဲတွင်စစ်မှန်သောအတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ထုတ်ချေသည့်ဥပဒေများအပြင်ဖမ်းဆီးမှုများရှိနေကြောင်းလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုက်ဘတ်ကဆိုပါတယ် အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြမ်းကြမ်းခံတော်လှန်နေကြပါတယ်။ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကအထူးရောင်ရွေးကောက်ပွဲဖြစ်တဲ့ဆေးရုံတွေကျောင်းတွေနဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရက်စက်တဲ့စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးဟုနယူးဇီလန်လွှတ်တော်အမတ် Felix Tona Tribeck ကလွှတ်တော်အတွင် ပြောဆိုပါတယ်။ Green Party မှ Tino Duono က၎င်းနေဖြင့်မြန်မာပြည်သူများအတွက်ရင်းအစုပ်ကို ထောက်ခံကြောင်းသူအနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိသွားရောက်၍ First Finding အဖွဲ့တွင်လည်းပါဝင်ကြောင်းနေဆက်မှမြန်မာပြည်သူများနှင့်တွေ့ဆုံရတွင်သူတို့၏ခြေရွာများကိုစစ်တပ်ကမိတို့လေးချောင်းတိုက်ခိုက်ပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနှင့်ပြည်သူများ၏အနာဂတ်အပေါ်မိတို့တက်ရောက်ပုံများကိုရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားသည့်အပြင်စန္ဒမဲပေးရတွင်လည်းပါဝင်ကြောင်းစစ်တပ်တိုက်ခိုက်တပ်ဖြတ်မှုများကြောင်းမြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်တွင်ပြောဆိုပါတယ် မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှာရွှေ့ပြောင်းထွက်ပြေးနေရတဲ့နေဆက်တလျှောက်မှာလည်းဒုက္ခသည်တန်းကြီးရှိနေပါတယ်။ဒါပြင်စားဖြတ်လို့နေဆက်ဖြတ်ကျော်ရစက်ခွင့်မှုတွေကလည်းကြီးထွားလာနေပါတယ်။အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရိမ်စရာရှိပါတယ်။စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့အဆိုဟာ နေပြည်မာရှိနေတဲ့ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်နဲ့ကမ္ဘာတဝန်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်ဟု၎င်းကပြောပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးအာတီဟွန်ဝင်းစတန်ပီတာကလည်းလွှတ်တော်ဤဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောင်သားဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမည်ဖြစ်ကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသွားပါတယ်။ ဆက်လက်ပြီးညင်းချံမြို့နယ်လေတိရွာအကျန်းဖတ်စစ်တပ်စူပေါင်းဂိတ်ကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းညင်းချံမြို့နယ်လေတိရွာအကျန်းဖတ်စစ်တပ်စူပေါင်းဂိတ်ကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးတေဆုံးကြောင်းညင်းချံခရိုင်တရင်ခွနစ်0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဘိုးသက်ကြီးကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီနိုဝင်ဘာလ၄ရက်နေ့မိုးလဲ့နှစ်နာရီအချိန်မြင်းချမ်းမြို့နယ်လေသိရွာအကျန်းဖတ်စစ်တပ်စူပေါင်းခိတ်ကိုတော်လန်ရေးတပ်များကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးရှင်းပစ်ခတ်မှုကြောင့်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြကြောင်းဒေသခံပြည်သူများကအတည်ပြုပြောဆိုပါတယ်။စာခါရခပခတွေစူပေါင်းဖွင့်ထားတဲ့စစ်စေးရေးခိတ်ကိုဝင်ပစ်ခံရတာပါ။စာခါခိတ်ကမြင်းချမ်းမြို့သားတတအူမန္တလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာပါ။အဲ့ဒီခိတ်ကိုအပစ်ခံရတာမှန်တယ်ဟုလေသိရွာသားတအူကအတည်ပြုပါတယ်။ ရင်းချက်ခရိုင်တရင်ခုနှစ်0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဘူသက်ကြီးကမူစစ်တပ်ဂိတ်ကို RPG ပခုံးထမ်းဖြင့်ဖိကတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာမြင့်ခဲ့ကြောင်းအထိနာသွားသောစစ်စေးရိတ်ဂိတ်မှလက်နက်များကိုရှူရန်ကြိုးစားချိန်စစ်ကူများရောက်ရှိလာ၍ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းရှင်းပြပါသည်။ထိတွေ့တိုက်ပွဲမိနစ်20ကျော်ကြာမြင့်ခဲ့ပါသည်။စခါဖခရီကဂိတ်ဘန်ကအတွင်ပြေးဝင်ပုံနေတော့ရဲဘော်ပော့ပါကရရင်စွာ RPG နဲ့ပစ်ခတ်ခဲ့လို့ဘန်ကာကိုတိကျစွာထိမှန်ခဲ့ပါသည်။ စာခါတွေလွှင့်စင်ပြီးအထိနာသွားခဲ့တယ်။ကျွန်တော်တို့ရန်သူနဲ့လက်နက်တွေဖွင့်ရောက်ယူဖို့ကြိုးစားနေချိန်မှာခမာယာ55တပ်ကနေစစ်ကူကားကြီး3စီးနဲ့လမ်းတစ်လျှောက်ပြစ်ခတ်မောင်းနှင်လာတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တက်ပြတ်စုပ်ခဲ့ရတယ်။ရန်သူလက်နက်မရခဲ့ပါဘူး။အခုလိုစစ်ကူလာနိုင်အောင်သတင်းပို့တဲ့သတင်းပေးဒလန်2ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်။အဲ့ဒီဒလန်2ဦးကိုသက်ဆိုင်ရာနယ်မြေကအဖွဲ့များစီကိုလွှဲပြောင်းပေးခဲ့ပါတယ်။ ။နယ်မြေကမ်းများရဲ့ပြောပြချက်အရဂိတ်ကိုဝင်တိုက်မှုကြောင့်စခပခနဲ့ရခရှိဦးသေဆုံးပြီး၁၀ဦးတရားရရှိခဲ့တယ်။လေတိရွာကအုတ်ကြီးငမင်းကတော့နေရာတင်ဘဝကူးသွားပြီးပြူပေါက်ကြီးနဲ့တရားရသွားတဲ့ဟုမြင်းချံခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူဘူသက်ကြီးကရှင်းပြပါဗျာ။တော်လရင်တက်များကဝင်ရောက်တိုက်ခိုက်ခဲ့သောမြင်းချံမြို့နယ်လေတိကျေးရွာစစ်တပ်စစ်စေးရေးကိတ်မှမြင်းချံမြို့အခြေစိုက်ခလာရ15တပ်ရင်းနှင့်နှမိုင်ဝင်းကျင်ခန့်သာကြွားဝေးကြောင်းသိရှိရပါသည်။အဆိုပါစစ်စေးရေးကိတ်ကို မြင်းချက်ခရိုင်တရင်ခွနစ်0ပျောက်ကြားတပ်ဖွဲ့ရွှေကန်သားစစ်ကြောင်းမြင်းချက်မြို့နယ်ပကဖားတို့ပူးပေါင်း၍စစ်တူကြီးဒေါင်းစစ်တီ0:5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ကြောင်းရန်ကုန်အကြီးကောင်စစ်ကြောင်း1ရွှေကန်သားစစ်ကြောင်း2တို့ဖြင့်အချိန်တိုတွင်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အလာဒူအော်တိုဘာလာ၄ရက်နေ့နေ့ပိုင်း0ပျောက်ကြားတပ်ဖွဲ့တရင်တမြင်းချံခရိုင်နှင့်မြင်းချံခရိုင်ပကဖားတို့၏ပူးပေါင်းစစ်ကြောင်းကမြင်းချံတောင်ဘက်ရှိစစ်တပ်အထိုင်စခန်းတစ်ခုကိုလည်းစီးနင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤပြည်နေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန် နေပြည်တော်စစ်ရုံးကညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပလောဝမြို့နယ်အတွင်းတရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤပြည်နေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘားလနောက်ပိုင်းအတွင်ပြုလုပ်သော နေပြီးတော့စီယုံဤရခိုင်ဒေသဆိုင်ရာစစ်ဖက်အထူးအစည်းအဝေးတွေထိုးထိုးညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုနှစ်ဩဂုတ်လ30ရက်နေ့ AACUZ ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မှရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်းဤတီနီယာနှင့် AA ရုံးဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမျိုးများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီး ကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရပါတယ်ရှင်ပြင်းရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူစစ်မဟာဗျူဟာကိုအရှိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထည့်ဖို့နိုင်ရင်းနှင့်နေမည်ဆိုးမှုမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးတမများစစ်တပ်နှင့်အစဉ်ပြေနေသောရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားသောရခိုင်စီးပွားရေးတမများထံမှအကြံဉာဏ်များရယူရက်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါသည် ဆက်လက်ပြီးမင်းအောင်လိုင်းပြုတ်ကြဖို့ညီညွတ်စွာနဲ့လက်နက်ကင်တိုက်ဖြိုချမှရမယ်လို့ DNL ကောင်ဆောင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းဘယ်ချိန်ပြုတ်ကြမလဲဆိုတာခံမှန်းရခက်ပေမဲ့စစ်အာဏာရှင်ပြုတ်ကြအောင်ညီညွတ်စွာတိုက်မှရမယ်လို့တောင်းတက်မလို့ DNL ကောင်ဆောင်တအုပ်ဖြစ်တဲ့အထွေထွေအတွင်းရေးမှူးချုပ်ဘိုးချုပ်တားပုံကျော်ကပြောပါတယ်။နိုဝင်ဘာ3ရက်ကထုတ်ပြန်တဲ့ TNL သတင်းပြန်ကြားရေးဌာနရဲ့အော်တိုဘာလာထုတ်စာဆောင်မှာဘိုးချုပ်တာပုံကျော်ကပြောကြားတဲ့မင်ကွန်းကိုဖော်ပြခဲ့တာပါ ချင်းလော့အကယ်ဒမီတောင်စင်ပွဲတက်ရောက်ခဲ့တဲ့ဘိုးချုပ်တာပုံးကျော်ရဲ့မိန်ကွန်းကိုမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါတောင်စင်ပွဲလုပ်ခဲ့တဲ့အချိန်ကာလကိုတော့ဖော်ပြမထားပါဘူး TNL နဲ့စစ်ကောင်စီတို့တရုတ်အစိုးရရဲ့ဂျားဝင်မှုနဲ့အော်တိုဘာလကုန်ပိုင်းမှာအပြစ်ရဲဆဲခဲ့ပေမယ့် TNL ကောင်းဆောင်ဘိုးချုပ်တာပုံးကျော်ကမြေအလိုက်နဲ့စစ်အာဏာရှင်တွေပြုတ်ကြရေးလက်နက်ကင်တိုက်ပြီးဖြိုချမှသာရမယ်လို့ပြောကြားချက်ကိုအခုလိုဖော်ပြခဲ့တာပါ။မင်းအောင်လိုက်စစ်အာဏာရှင်တို့ဘယ်ချိန်ပြုတ်ကြမလဲ ျွန်တော်တို့ခံမှန်းရခတ်တယ်အားလုံးကကျွန်တော်တို့ဒီရေဦးဒေါ်လန်ရေးကအဲ့လောက်ညှို့ပြီးမှတိုင်းသားလက်နက်ကင်တွေအကုန်လုံးဘလောက်ထိညှို့ပြီးမင်းအောင်လိုင်းကိုဘလို့တိုက်မလဲဆိုတော့နေနေခံမှန်းရခတ်တယ်ဒီနှစ်အတွင်း2025အတွင်းမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူးဖြစ်နိုင်တယ်လို့လည်းအမခံလို့မရဘူးလို့ဗိုလ်ချုပ်တာဘုံကျော်ကပြောကြားပါတယ်2029စစ်စီရေးမှာမျိုးတွေတင်ပိုက်နိုင်ခဲ့တာကိုလည်းဗိုလ်ချုပ်တာဘုံကျော်ကရှင်းပြပါတယ်အရင်ကဆိုရင်စစ်တပ်ကိုတိုက်ခိုက်တာဟာ အာနာရှင်တတိုင်းကိုခေါင်းနဲ့တိုက်တာဖြစ်လို့တိုက်တဲ့သူခေါင်းသာကွဲမယ်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ကြောင်းဒါပေမဲ့စစ်ကောင်စီဟာတကယ်တိုက်ရင်ရတဲ့အခြေအနေရှိခဲ့ကြောင်းဘိုးချုပ်တာပုံကျော်ရဲ့မိန့်ခွန်းမှာပါရှိပါတယ်။မင်းအောင်လှိုင်ပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနဲ့တော့လန့်သွားမယ်မထင်နဲ့။ပြီးတော့တွစ်ဆုံဆွေးနွေးရင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ညီလာခံတွေလုပ်ခဲ့တယ်။ခုတော့အားလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တယ်လို့ဘိုးချုပ်တာပုံကျော်ကပြောပါတယ်။စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အချိန်ဘလောက်ကြာမယ်ဆိုတာပြောလို့မရပါပဲဖြစ်နိုင်အောင်စူးစမ်းကြရမယ်လို့လည်းပြောပါရယ်မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်စူးစမ်းမယ်ကျွန်တော်တို့အားထည့်မယ်တဖွဲ့တည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဘိုးချုပ်တာဝန်တော်ကပြောကြားခဲ့ပါရယ် TNL နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကဲတို့ဝေဦးတော်လိုင်းရေးကပေါ်ပေါက်လာတဲ့ PDF တွေနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့တယ်လို့အသိပေးပါရယ်ကြပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းချိတ်ဆက်ပြီးအလုပ်လုပ်တယ်လို့ပြောပါရယ် ကြားပြင်တစ်ချိန်မှာတနိုင်ငံလုံးကမင်းအောင်လိုက်ကိုတိုက်ဖြတ်ပြီးတော့ Federal ပုံစံနိုင်ငံတစ်ခုခုလုတ်တဲ့အချိန်ရောက်ပြီဆိုရင်အစင်သင်ပေါင်းဆက်နိုင်ဖို့တအောင်းအင်အားစုတွေဘက်ကပြင်ဆင်မှုပြုလုပ်နေတဲ့အကြောင်းတွေကိုလည်းပြောပါတယ်။ TNL နဲ့စစ်ကောင်စီတို့ဟာ2025အောက်တိုဘာ29 28ရက်မှာတရုတ်အစိုးရရဲ့ချားဝင်စည်းစက်မှုနဲ့တရုတ်နိုင်ငံကူမင်းမှာတွေ့ဆုံပြီးအပြစ်ရစေခဲ့ပါတယ်။ အဖြစ်ရဲ့သဘောတူညီချက်မှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကဓာတ်တွေပြန်လည်စုခွာပေးရမယ်လို့သဘောတူညီခဲ့ရသလုံးစစ်ကောင်စီက TNL ထိန်းချုပ်ဒေတာတွေကိုလေးချောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်စင်တာတွေမလုပ်ဘူးဆိုလို့သဘောတူညီခဲ့တာပါဒီလိုစစ်ကောင်စီနဲ့အပြစ်ရဲစဲရတာဟာလူလူရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိခိုက်နေတာမှုလျှော်နေစေဖို့ခဲခဲစွာဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNL ကအသိပေးထားပြီးအပြစ်ရဲကာလအတွင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်းထုတ်ပြန်ချပါတယ်ဒါကြောင့်ခီးသွွားပြည်သူတွေအနေနဲ့ ဆစ်ဆောင်တွေမိမိနေရဲ့မြို့ရွာကိုလွတ်လပ်စွာခရီးသွားလာနိုင်ပြီလို့အတည်ပြုထားပါတယ်။